စီရင်မလုတ်ခဲ့မလုတ်ချင်တဲ့သူကိုလုတ်ချင်အောင်နေမလုံးနေပြေးခဲ့တာဒီဒီရဲမှာအိန္ဒြာကျော်စင်တို့လင်မယားတွေဆိုအစိုးဆုံးမဲအစိုးဆုံးမဲအမှန်ကြီးကိုလုတ်ခိုင်းတာနော်တစ်ဖက်ကတော့ဝါသားပြမှာပေါ့အတုရောင်ရွေးကောက်ပဲဘာရအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုအောင်ပြောရလဲအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုအောင်ပြောရလဲဥစ္စာမေးခွန်းထုတ်မယ်ဗျာဒီမဲထဲဦးမဲပေးဦးပါအတွက်ကိုဒါလုတ်စောင့်နေရတယ်ဆိုတာဒါခင်ဗျားတို့အရန်ကြီးလိုတွေပါဒါမဖြစ်ဆက်လောက်ကလေးလိုပဲပောက်ကိုတော့မတ်ချက်ပြူချင်ပါတယ်နော်မဖြစ်ဆက်လောက်ကလေးပဲရှိပါတယ်ခင်ဗျားတို့ဒီထက်မကပစ္စတန်မှာခင်ဗျားတို့ဒီထက်မကပြူတွေကိုခင်ဗျားတို့ပြန်ပြီးမှ အကျဉ်းဆက်ရမှာဘာလို့တော့ခင်ဗျားတို့လုံးဝမမေ့နဲ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ CDN အားပေးထောက်ခံတဲ့အမှုပညာရှင်မန်သမီးပြန်ပေးဆက်ရမယ်လို့ပောက်ကိုတော်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာအမှုပညာဓမ္မအချို့တွေပါဝင်လာကြတယ်ဒီအားပေးလို့ပဲပါပါဘလို့ပဲပါပါဒါနဲ့သူတို့တွေပေးဆက်ရတာဒီလိုတွေအနေနဲ့ပြောတော့မတန်သေးဘူးပေါ့ဗျာသူတို့တွေကအမှုပညာဓမ္မအမှုပညာရှင်တွေအများစုဒီပြူတွေပေါ်မှာရက်ဆက်ခဲ့တာတွေ ပြူတွေကိုတော့ပြူတွေကိုအတုံးချခဲ့တာလေပြူတွေပုံကိုရုပ်မာခဲ့တာတွေအများကြီးဗျအများကြီးနော်အများကြီးပဲအဲ့တော့သူတို့တွေကဒါအခုဒါယူကောက်ပွဲနဲ့ပတ်သက်ပြီးမဲစီယုံနာတွေယူကောက်ပွဲနဲ့ပတ်သက်ပြီးဝါလောက်ထားတယ်မဖြစ်ဆက်တော့ကလေးပဲရှိရဒီထက်မကသူတို့တွေကဘေးဆိုင်ရပါဒီထက်မကပြူတွေပေါ်သူတို့တွေကပြူလူကျွေးတဲ့ဟာပဲစားတာပဲပြူလူပြေးတဲ့ရဒါဒီထက်မကသူတို့ရဲ့အလုတ်ကျွေးပြူအောင်ပါဗျနော်ဘာကြောင့်လဲအနုပညာအများစုတွေကဒီ2020ဖြစ်တဲ့အချိန်ကာလကြီးမှာတော်တော်ကြီး ပြူတွေကိုလမ်းပေါ်မထွက်ထွက်အောင်လုပ်ခဲ့တာတွေဒါသူတို့တွေအတိအကျတယ်နော်စီရံမလုပ်ခဲ့မလုပ်ချင်တဲ့သူကိုလုပ်ချင်အောင်နေမလုံးနေပြေးခဲ့တာတွေဒီရတဲ့မှာအိန္ဒြာကျော်စင်တို့လင်မယားတွေဆိုအစိုးဆုံးပဲအစိုးဆုံးပဲအစိုးဆုံးပဲကျိုဟိုဘက်ချိုချစ်တူဟိုဘက်ပြောပါရနော်ဆိုနုပညာအစိုးဆုံးနေအများကြီးပဲမဘာတဆွမ်းမလောင်းမဆိုတဲ့ဒါရိုက်တာဝိုင်းတို့အစိုးဆုံးပဲအဲ့မှာခင်ဗျားတို့ဟိုဘက်ပြေးကလိုက်ဒီဘက်ပြေးကလိုက်နဲ့ခင်လိုင်းတို့ဆိုတဲ့ကောင်နေအစိုးဆုံးနေပဲအစိုးဆုံးနေအများကြီးပဲဒီကောင်နေဟုတ်လား လူလဲကင်လိုင်ရလဲလူလဲတော်တော်များပါတယ်နှုတ်ပညာဓမ္မတွေဟုတ်လားအဲ့မဲ့မြောက်ဖွေးဖွေးလာပါဖွေးဖွေးလဲတကောလုံးတဝါနော်တကောလုံးတက်တူးအပြည့်နဲ့ဖွေးဖွေးလာဟုတ်လားတကောလုံးတက်တူးအပြည့်နဲ့အများကြီးပဲတူတွေဒီတော်တော်များပါများပါတယ်ပြောမပြောတော်တော်ကြီးဆိုတော်တော်ကြီးကိုတူတွေပြည်သူပေါ်မှာရက်ဆက်ခဲ့တာတွေပြည်သူပေါ်မှာမလုံးနေပေးခဲ့တာတွေတကယ်ကိုမြင်မကောင်းယူကောင်းနဲတာမဟုတ်ဘူးတို့တွေ ဟုတ်လားတကယ်ဆိုဆရာမကကျမတို့ဒီဘလို့ဘလို့ဒီလက်ကပြရမယ်စီစီအောင်ဆရာမအဲ့တခုနိုင်ငံတော်ခုပေးထားတဲ့စစ်ကောင်စီဆိုရက်ကအနာထိန်ဘာညာဘောပြပေးတဲ့လက်ကတဲ့ကျမတို့နှစ်ဆက်လုပ်ပြပါမယ်ကျမတို့ဗတ္တရားနိုင်ငံနေရောဗာနိုင်ငံနေရောဟိုဘာနိုင်ငံနေရောမလုံးနေပေးကြတာဒီကိုအများကြီးပဲအဲ့ဒီမှာလဲအဟုတ်ကြီးမှတ်ပြီးမှကိုလောက်တောင်ပညာမရှိတဲ့အတွက်ကိုလောက်တောင်ပညာမတတ်တဲ့သူကပေးကြတာဟာတွေကိုအဟုတ်ကြီးယုံပြီးမှဟုတ်လားဘဝအဲ့မှာကျောင်းဆရာဆရာမတွေဆရာဝန်မတွေဒုနာပြုတွေ အများကြီးတချို့ဟုတ်လားငါတော့တော်တော်များများဝင်နေနေဘဝပြက်ခဲ့တာတွေအများကြီးပဲဘဝပြက်ခဲ့တာတွေအများကြီးပဲနော်ဘဝပြက်ခဲ့လို့အကြောင်းဆရာဆရာမကြီးဆိုလို့ရှိရင်ထိုနေ့တူစားပဲထိုင်းနိုင်ငံမှာလက်နေ350 400အလုပ်လုပ်ရတယ်ဗျာစင်းအလုပ်လုပ်ရတယ်ရထန်းရတယ်ဟုတ်လားအစားဖို့တောက်ဖို့ပဲရတယ်ဒီ350 400ဟုတ်လား900ရရတူတူခက်ရှားရှား900မရဘူးเนาะ900မရဘူးအဲ့ဒီ300 400မှဘယ်လောက်လဲ3000 2000ကျော်3000ပေါ့3000ကျော်လေပေါ့3000ကျော်4000လောက်တော့ရမှာပေါ့ထိုင်းနိုင်ငံမှာဟုတ်လားအိမ်ငါလာကနဲ့စားမတော့မှနဲ့တခတရားမဝင်လို့ပြေးရလွှတ်ရတာနဲ့ဖန်ခံရတာနဲ့ဟုတ်လား အဲ့လို project သွားရင်အများကြီးပဲအဓိကတည်းအခန်းမတူလဲအမှုပညာတမအချိုးတွေအမှုပညာတမအချိုးအများစုတွေပေးခဲ့တဲ့ဒုက္ခဒဏ်တွေကိုခံရတာခံရတာအခုကြာမှာဟုတ်လားဒီကောက်ပွဲနဲ့ပတ်သက်ပြီးမလုံနိုင်ဘူးညာကျုပ်တာအဲ့ဒီခင်ဗျအဆုံးဖြတ်ပိုင်권ရှိတဲ့နေရာမှာဆိုဟုတ်ပြီဆိုပြီးကိုခင်ဗျလူတွေဘာလို့လဲခံဝင်နေထိုးထားတာခံဝင်နေထိုးထားတာနော်ကောင်းကောင်းပညာပြပြီးကောင်းကောင်းထောင်းနဲ့ကောက်ထည့်ပလိုက်မှာဦးစင်နာလုံပိုင်권ရှိတယ်ပါဟုတ်လားဘာလို့လဲသူတို့တွေရုံမှခဲ့တာအများကြီးလေဗျအခုရွေးရွေးကောက်ပွဲမှာစီယုံခိုင်းနေဆိုတာကလောက်ခိုင်းနေဆိုတာကလည်းခင်ဗျရှင်းရှင်းလေး ကြံခိုင်ရုံကိုမဲပေးပါကြံခိုင်ရုံကိုဘသူ့ကိုမဲပေးပါလို့စီယုံခိုင်တာမဟုတ်ဘူးပြုတို့ပါတီအားလုံးအတွက်ကိုလုတ်ခိုင်းတာဒီကောက်ပဲရှင်မဲမဲပါတီအားလုံးအတွက်ကိုလုတ်ခိုင်းတာအမားကြီးကိုလုတ်ခိုင်းတာမဟုတ်အမန်ကြီးကိုလုတ်ခိုင်းတာအမန်ကြီးကိုလုတ်ခိုင်းတာနော်တစ်ဖက်ကတော့ဝါသားပြန်မှာမဟုတ်အတုရောင်ရွေးကောက်ပဲဘာရအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုဟောပြောရလဲအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုဟောပြောရလဲဥစ္စာမေးခွန်းထုတ်မယ်ဗျာအန်တီအစိုးရပါမှမေးခွန်းတော့တချို့ကရှိသေးတယ်ဒါဆိုရင်အန်တီအစိုးရကိုလည်းပြိုက်ခိုင်းမှလာတဲ့ခမည်းကလည်းခိုးလို့ထောင်ထဲထည့်ထားပါတယ်ဆိုတာပြည်သူတွေကမဲကိုခိုးလို့ ဟုတ်လားထောင်တဲ့ထောင်တဲ့တခုထဲခိုင်းလို့ဖြစ်မလားတခုအားပေးရဖြစ်သွားမှာပေါ့အစိုးရထဲခိုင်းဟုတ်လားအဲကာကာကြိုကြီးကလည်းမဟုတ်ပါဘူးကဲဒီခင်ဗျားတို့ဒီ energy စိုးရလက်ထက်ကိုကဲကျွန်တော်တို့မဲပြိုင်မှအရွေးခံလိုက်မှဆိုအဲဆိုသူကလည်းတခုအားပေးရဖြစ်ပြောလို့လို့လို့ဖြစ်သွားမှာပေါ့တခုအားပေးရဖြစ်သွားမှာပေါ့ဟုတ်လားတချို့ရှိသေးရဲ့ဗါလဲဟိုကဗန်နိုင်ငံဆိုတာရောင်ဆန်းစုကြည်နဲ့နိုင်ငံရေးသမားတွေကိုတွေ့ခွင့်တောင်းတာဆိုခင်ဗျားလည်းရာဇဝတ်သားတွေ့ခွင့်တောင်းလို့ဖြစ်မလားရာဇဝတ်ရာဇဝတ်တခြားနိုင်ငံလို့တွေ့ခွင့်ပေးလို့မရဘူးလေဗျာမရဘူးလေ အမထောင်မှာသွားတွေ့ရတော့မှမိသားစုတို့တော့မှအိမ်တော်ဇေယျနမတ်ပုံတွေနဲ့ရက်ွက်ထောက်ခံတာရက်စကန်ထောက်ခံတာနဲ့ထောင်မှာတွေ့ရတာအခြားနိုင်ငံစုတော့တော့အခြားနိုင်ငံသားရာစုတွေလာပြီးတွေ့ခိုင်းကြအကြောင်းမရှိဘူးအကြောင်းမရှိဘူးနော်သူ့အကုန်တော့ချင်းရတမန်သားကြီးပဲဖြစ်ဖြစ်နိုင်ငံတော်အတိုင်းပိုင်းငယ်ရွယ်ဖြစ်ဖြစ်ဝင်းကြီးချုပ်ကြီးရွယ်ဖြစ်ဖြစ်ဗတူကြီးရွယ်ဖြစ်ဖြစ်ထောင်ထဲရောက်ရင်ကျင်းတာပဲဥစဉ်ထောင်ထဲမှာတော့တဲ့အချိန်တော့ပြောခဲ့တယ်ဟဲ့အလိုမင်းအကောဘာကောင်းကြီးဖြစ်ဖြစ်နေလို့ဘယ်လိုပဲဖြစ်ထောင်ထဲရောက်လို့ရှိရင်ဟဲ့အလိုအချိုးအဲ့တော့ဥစဉ်တို့ရောက်တော့နိုင်ငံကြီးတွေမှာအချိုးရှိတယ် တောင်လူလယ်ဓမ္မနိုင်ငံရေးဓမ္မကိုလည်းထောင်ထဲမှာပါပဲသူတို့ကဘာလဲဆိုသူတို့ကိုကိုနိုင်ငံရေးဓမ္မပေါ့တောင်လူလယ်ဓမ္မအတောင်လူလယ်ဓမ္မဆန္ဒပြပေးတဲ့ကောင်းတယ်လေနော်ဘလို့ကောင်းနေလဲဆိုလို့ရှိရင်တောင်လူလယ်တောင်လူရဲ့ပတ်စံရှိတယ်ဒီလေကိုကျုပ်တို့ရအောင်လုပ်ပေးမယ်ဒီလေကိုကျုပ်တို့ရအောင်ပြပေးမယ်ပြီးလို့ရှိရင်ကျုပ်တို့ပါစနစ်ဘယ်လောက်ပေးရမလဲနော်လေလေကုံရကျုပ်တို့လေခွက်ဘယ်လောက်ပေးရမလဲဒါမျိုးအဲ့လိုအဖမ်းခံရပြီဆိုရင်လည်းနောက်ကနေတော့လေမဆူဆောင်းပြီးမှထောင်ကစားလိုက်ပို့ပါရပို့ပေးရတယ်ပို့ပေးရတယ်နိုင်ငံတကာဟုတ်လားမင်းဟာကဘာကောင်ကြီးရဖြစ်ဖြစ်ထောင်ထဲမှာရောက်လို့ရှိရင်ဟာအကျဉ်းသားပဲလို့ငါပောက်ကူတော်တော်လည်းအကျဉ်းသားပဲလို့အဲ့ထောင်ထဲမှာရောက်မင်းအေးစင်းနေ ငါကိုကိုနိုင်ငံရေးသမားကြီးဘာကြီးဆိုရင်မှမကြမ်းတဲ့တူလူဘာဘာမှမကြမ်းကြမ်းတဲ့တူတွေအနေခက်အောင်မလုံးနဲ့အနေကြအောင်မလုံးနဲ့ကိုကိုကိုအေးစစ်စစ်နေမင်းမိသားစုပို့တဲ့မင်းဟာကိုတောင်တူလယ်မှာပို့တဲ့ထောင်ဝင်သားပဲမင်းကိုအေးစစ်ထိုင်သားနေလို့ဒီထဲမှာတိုက်ထဲမှာနေနော်အေးစစ်စစ်ငငယ်လေးနေထောင်စည်းကမ်းထောင်ဥဒိုင်နေကြမ်းတဲ့တူတွေဒုက္ခရောက်မှာနိုင်ငံရေးမှာဆူရဲလို့ရှိရင်ကြမ်းတဲ့တူတွေအကုန်လုံးပြန်ကြမ်းတူတွေကြက်ရိုက်သွားတာလေဟိုထောင်ကြက်သွားတာနော်အားကြဥစဉ်တော့အဲ့လောက်ထိထူပြောခဲ့တာပေါ့ဗျာပြောခဲ့တာပေါ့နော်အခုလဲအတိုင်းမင်းကြီးမဖြစ်ဖြစ်ဝင်းကြော်ကြီးမဖြစ်ဖြစ်ဘာကောင်းကြီးမဖြစ်ဖြစ်ထောင်ထဲမှာဆိုရင်တော့အကျဉ်းသားပဲအကျဉ်းသားပဲနော် ထောင်ကျင်းတာပဲဒါလေးကိုလည်းပြည်သူများအားလုံးသိအောင်ပြောချင်ပါလိမ့်ဗျာနော်အဲ့တော့အမှုပညာဓမ္မအချို့ပြဆက်မယ်အမှုပညာဓမ္မတွေတော်တော်များများခင်ဗျားတို့ကိုပြောချင်တာကခင်ဗျားတို့လုပ်ခဲ့တာတွေကအများကြီးပါပဲဗျာနော်ခင်ဗျားတို့လုပ်ခဲ့တာတွေအများကြီးအချို့ဘာမှမလိရချို့လူတွေကိုခင်ဗျားတို့လမ်းပေါ်ဆွဲတင်ခဲ့တယ်ခင်ဗျားအဲ့အချို့သေးသေးပျက်စီးတဲ့လူတွေခင်ဗျားတို့တွားပြီးဘာကြီးနှစ်တိတ်ပေးရတယ်ခင်ဗျားတို့ဘာကြီးလုပ်ပေးရလဲခင်ဗျားတို့ကြောင်းမတက်နဲ့ရုံးထွက်တို့ကြောင်းမတက်နဲ့ဘာလို့ခင်ဗျားတို့တာတမီတွေကြောင်းအကောင်းစားကြီးထားကြတာခင်ဗျားတို့ဟုတ်လားကိုချင်းစာတွေကမရှိဘူးရိုးသားတဲ့အညာလူအညာသားတွေကိုခင်ဗျားတို့တွေဖျက်ဆီးခဲ့တယ် ကျွန်စင်တဲ့အညာတို့အညာသားတွေကိုခင်ဗျားတို့အမှုပညာဓမ္မအများစုကကောင်းကောင်းကြီးပညာပေးခဲ့တယ်။ရိုးသားတဲ့အညာတို့အညာသားတွေစည်ရင်းမှန်တဲ့အညာတို့အညာသားတွေအညာမြေမှာကိုယ့်အကိုအေးစိစိလှုပ်ရှားနေတဲ့အညာတို့အညာသားခင်ဗျားတို့ဂျင်းကြီးကြီးကျွေးခဲ့ပြီးမှသေလန်းကိုပို့ခဲ့ကြတယ် ဒါလေးကိုခင်ဗျားတို့မမေ့ပါနဲ့ဟုတ်ခင်ဗျားတို့မဲမဲနဲ့ပတ်သက်ပြီးမှခင်ဗျားတို့ဒီပြူတွေမဲထဲဦးမဲပေးဦးပါအတွက်ကိုဒါလုတ်ဆောင်နေရတယ်ဆိုတာဒါခင်ဗျားတို့အရန်ကြီးလိုတွေပါဒါမဖြစ်ဆက်လောက်ကလေးလိုပဲပောက်ကိုတော့မတ်ချက်ပြူချင်ပါနဲ့နော်မဖြစ်ဆက်လောက်ကလေးပဲရှိပါတယ်ခင်ဗျားတို့ဒီထက်မကပစ်ဆက်အမှာခင်ဗျားတို့ဒီထက်မကပြူတွေကိုခင်ဗျားတို့ပြန်ပြီးမှအကျွတ်ဆက်အမှာဘာလို့တော့ခင်ဗျားတို့လုံးဝမမေ့နဲ့နော်ဒါပောက်ကိုတော့ရခိုင်ရင်ချက်ပဲပောက်ကိုတော့ရခိုင်ရင်ချက်ပောက်ကိုတော့ရပြောတဲ့ဟာမှားတယ်ဆိုလို့ကြီးခင်ဗျားတို့ထောက်ပြ ပြူတွေကိုချင်းမထက်ခဲ့ပါဘူးပြူတွေကိုလမ်းမှာဆွဲမတင်ခဲ့ပါဘူးအညာလူအညာသားတွေကိုသေလက်မပို့ခဲ့ပါဘူးလို့ခင်ဗျားတို့ထောက်ပြနော်တောင်းမတဲ့နဲ့ဆိုတာမပြောခဲ့ပါဘူးရုံးမတဲ့နဲ့လို့မပြောခဲ့ပါဘူးကျမတို့ဒီစီရီယယ်မြေကျမတို့ဒီစီရီယယ်နေကိုဘလို့လုတ်ပေးမှန်းမပြောခဲ့ပါဘူးဆိုတဲ့စကားဟိုခင်ဗျားတို့ပုဂ္ဂိုလ်ကိုတာဝန်ယူရဲတယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်တော်စီကိုအမှန်နဲ့ပြောပြပြဆက်တွေ့ကြည့်တာနော်အများစုခင်ဗျားတို့အနုပညာဓမ္မအများစုတွေက အနုပညာဓမ္မအနုပညာလည်းပဲပြည်သူကိုအလုပ်လုပ်ကြည့်ပြုလေဗျာအခုဟုတ်ပြီခင်ဗျားတို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒါနိုင်ငံရေးလို့ပြောလို့မရဘူးပြည်သူတွေမဲထဲကိုပြောတယ်ဒါဘဲပါတီကိုအကြောင်းပါတီတစ်ခုကိုခင်ဗျားတို့တောင်းပြပြီးမှခင်ဗျားတို့ခိုင်းနေရလဲမဟုတ်ပါတီအားလုံးတို့ကိုအဲ့ဒီဆိုရလက်ထက်မှာတော့ခင်ဗျားတို့ပဲခြံကြီးထဲမှာဟုတ်လားခြံကြီးထဲမှာဝင်ခြံကြီးထဲမှာသွားဒီဟာဟာနဲ့ပါတီတစ်ခုတော့ခင်ဗျားတို့မဲစီအောင်ပဲပါတီတစ်ခုတော့ခင်ဗျားတို့ဟုတ်လားအမျိုးမျိုးပြည်သူတွေကိုနဲ့စစ်တပ်တမတော်နဲ့ပြည်သူပြည်သူနဲ့တမတော်ခင်ဗျားတို့အမျိုးမျိုးတွေးခေါ်ခဲ့တယ် အမျိုးမျိုးတွေ့ခဲ့ကြတာအများကြီးပဲခင်ဗျားတို့ဟုတ်လားအများကြီးပဲအဲ့ဒါကိုခင်ဗျားတို့မမေ့နဲ့နော်အဲ့ဒါကိုမမေ့နဲ့ခင်ဗျားတို့အခုဟုတ်လားလုံနေရတာတွေတကယ်ကိုမဖြစ်စလောက်ကလေးရှိသေးရလို့နော်ခင်ဗျားတို့ပြည်သူပေါ်အခုလိုလေးပြည်သူတွေကိုစိတ်ဝင်စားအောင်ပြည်သူတွေကိုဒီယူကောက်ပဲနဲ့ပတ်သက်ပြီးပြောနေရတယ်ကဘာမှကိုမဖြစ်စလောက်ကလေးတွေပါလို့ပေါ့ကတော့မချက်ပြုချင်တာအားလုံးတော်ပါပဲကြာအားလုံးဦးလည်းဦးလည်းကထင်အောင်ဝဲဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါနော်တိတ်ပြီးမှ live မော်ဒီအထက်မတင်ပြဘူးကနော် ညကလည်းဥစဉ်အားနေပြီးတော့ဒါ၃နာရီလောက်က၃နာရီ၄နာရီလောက်ကသွားတယ်သွားပြီးမှတွေ့ကြရှိရတူနဲ့ဒါဂိုင်းနဲ့တွေ့ဆုံပြီးမှနော်သွားတဲ့နေရာသွားဟိုပါပေါ့နော်မနေ့ပြန်ရောက်လာတယ်ပေါ့နော်မနေ့၈နာရီလောက်ကျပြန်ထွက်လာအဲ့တော့အခုကတော့ရွက်ောက်ဝဲနဲ့ပတ်သက်ပြီးမှဘုန်းကြီးစီယုံနေတယ်ဘုန်းကြီးတွေကိုအဆန်ပြေးပြေးစီယုံခိုင်းတယ်ဆိုပြီးမှဟောလာဥစဉ်ရဲ့ပိုလေးတွေနဲ့ဟိုဘက်ကအကြံဖက်အုပ်စုကနေပြည့်ဖြက်အုပ်စုကနေမှဝါရဖြန်နေရာကြီးလဲတွေ့မှာပေါ့နော်ဥစဉ်တို့ကဘာဖြစ်လို့ ဒီလိုစီးအောင်ပေးတာလဲဘာဖြစ်လို့ဒီလိုလုပ်ပေးတာလဲဘာဖြစ်လို့ဒီလိုပြောပြူတွေရွေးမမှဆိုလို့ပြူတွေလမ်းကြောင်းလွဲမှဆိုလို့အဲ့တော့ဦးဇင်းတို့ကလုံးတက်ကင်တက်တဲ့တူတွေတိုင်းပြည်ကိုစိုးတက်အောင်လုပ်ပေးနေတဲ့တိုင်းတိုင်းပြည်ကိုဖွံ့ဖြိုးအောင်လုပ်ပေးနေတဲ့တိုင်းပြည်ကိုပြုတ်ပြအောင်လုပ်ပေးနိုင်တဲ့တူတွေတိုင်းပြည်ရဲ့လုံခြုံရေးကိုဆောင်ရွက်ပေးနိုင်တဲ့လွတ်တော်အမတ်တွေကိုအရေးတွေကိုဦးဇင်းတို့ကဖော်ထုတ်ပြောပြခြင်းဖြစ်တယ်ဗျလွတ်တော်အမတ်တွေရဲ့အရေးချင်းကိုပြောပြနေခြင်းဖြစ်တာနော်ပြောပြနေခြင်းဖြစ်တယ်ဗျနော် ိုးစင်းတို့ကအခုမှပြောခဲ့တာပေါ့နေဒီဆိုးကလက်ထက်အသုံးကလည်းပြောခဲ့တာပဲပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်သူရဲ့ရည်ချင်းကိုကြည့်လောက်တက်ကိုင်းတဲ့ရည်ချင်းကိုကြည့်ဘာဖြစ်လို့အဲ့လိုပြောခဲ့တာလဲနေဒီဆိုးကလက်ထက်တော့ဟာပုတ်တင်ညိုရီအပြိုလိုချင်းကောင်းချင်းဆိုတဲ့လူတွေကိုလည်းသမဏပြိပဏလေးထက်အမှန်လည်းရွေးချယ်ခဲ့တာပဲမသားဝင်းပြန်ရတော့မအေးမသားမရှိတော့တိတဲ့မသားနဲ့ပြန်ချင်းပြန်ရတော့ဘူးလက်ဆိုတခြားမင်းစစ်ပြဲကျွန်တော်တို့ကတဲ့ဘူးလက်ကြီးပြောတယ်ကံကောင်းနေမှာတော့ ဂျောင်းဆန်းစုကြည်နဲ့ပြိုင်တာမဟုတ်ဘူးတဲ့ကိုဂျောင်းဆန်းနဲ့ပြိုင်နေရတာတဲ့အကြမ်းမင်းစင်ပြိုင်တော့မနိုင်ဘူးတဲ့နော်ဂျာမင်းစင်တော့မပြန်ဒါမှန်းနဲ့နော်အရေးချင်းပြီးတော့လည်းလုံးရေကိုင်းရေအရေးရှိလို့မဲပေးကြတာမဟုတ်ဘူးအဲ့တော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပေးခဲ့ကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပေးခဲ့ရေလုံးရေကိုင်းရေမရှိတော့ဘူးခုမဲပေးခဲ့တဲ့အတွက်ကြောင့်တွတ်တော်ထဲမှာမဖြစ်တင်တာကြီးဖြစ်ခဲ့တယ်နိုင်ငံရတာအကြံပေးတရားချုပ်ခေါ်ခဲ့လာကတိုက်မီရဲ့ဘန်နာရေအကုန်လုံးဖြုံးတီးခဲ့တယ်မဟုတ်ကောက်ကအကြံနေပြီးတော့ထင်ရဆိုင်ခဲ့တယ်တွတ်တော်ထဲမှာ ပြောရတာဖေဖေတီဆောင်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့တို့တက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးเนาะမနေခဲ့ဘူးတပ်မတော်ဒီဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်လို့ရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒယ်စီလမ်းမောင်းအောင်ရောက်လမ်းကြောင်းကိုဖြောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာဦးတန်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းမို့ရောက်သွားအခုလက်ရှိအနေထားမှာလဲကြည်ဒီမိုဒယ်စီတပ်မတော်ကအာဏာကိုအကြာကြီးမထင်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကိုင်မထားကျင်တဲ့အတွက်ကြောင့်ပြောတော်တစ်ခုကိုဖြစ်မြောက်အောင်တပ်မတော်ကနေမှဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ် လှုပ်ဆောင်ပေးနေတာဖြစ်တယ်။ခင်ဗျားတို့ဥတည်ဦးကြီးကလည်းတန်းတော်သားကြီးပဲခုထောင်ထဲအင်းစိန်တဲ့ဥပုထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတန်းတော်သားကြီးပဲအင်ဒိုနီးရှားမှာတန်းတော်သားကြီးအများကြီးအများကြီးပဲနော်အများကြီးပဲအခုဟုတ်ပြီခင်ဗျားဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင်တယ်အဲ့ဒီဗိုလ်ချုပ်တွေလွတ်သွားတဲ့ဖြစ်သွားရင်ဗိုလ်ချုပ်ဆက်လို့လို့မရတော့ဘူးဘာဖြစ်လို့အဲ့ဒီဗိုလ်ချုပ်တွေကိုလွတ်တော်ထဲမှာအခု အကုန်လုံးထဲတာလဲဘာလို့ပြန်ခိုင်းတာလဲသူတို့ရဲ့အရေးချင်းတိုင်းပြည်ကိုပြုတ်ပြင်ပေးအောင်လို့တိုင်းပြည်ကိုပြောင်းလဲပေးအောင်လို့တိုင်းပြည်ကိုဖြောင်းဖြောင်းမတ်မတ်ဖြစ်အောင်လုပ်လှုပ်ဆောင်ပေးနေတာဟုတ်ပြီဒါတော့အခက်အခဲတွေကြားမှာခက်ခဲတွေကြားမှာမြန်မာနိုင်ငံကြီးလူတို့လွတ်တော်ဖြစ်တဲ့အများကြီးပြုတ်ပြအောင်ပါဒါမှမဟုတ်မပြောင်းလဲဘူးဖောင်းပြန်ဝမ်းမမလုံနိုင်ဘူးမပြုတ်ပြနိုင်ဘူးဆိုလို့ရှိရင်ကျုပ်တို့တွေဝေဖန်ပေးမယ်တုံးတက်ပေးမယ်လမ်းမော်ကိုထွက်ပေးမယ် ICJ ကမင်းအောင်လိုင်ကိုဖမ်းဝရမ်းချက်ချင်းထုတ်ရန်မြန်မာတန်အမတ်ကြီးတောင်းဆိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICJ အနေနဲ့အကြမ်းဖက်ဆစ်ရာဇဝတ်သားမင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။နိုဝင်ဘာ၁၁ရက်ကနေယူရောက်မြို့မှာကျင်းပခဲ့တဲ့အကြိမ်၈၀မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး၏အစီရင်ခံစာခေါင်းစဉ်နှင့်ဆွေးနွေးပွဲမှာတန်မတ်ကြီးကခုလိုတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီးတရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီစဉ်နေတဲ့အတုအယောင်ရွေးကောက်ပွဲကိုပြပြတတ်တာပယ်ချကြဖို့လဲတိုက်တွန်းထားပါတယ်။ တမ်မတ်ကြီးကအကျန်းဖက်စစ်တပ်ရဲ့ထက်မှန်ရက်ဆက်မှုတွေကိုတားဆီးနိုင်ဖို့ပြစ်မှုကျူးလွန်ခြင်းခံရသူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့အပြစ်ပေးအရေးယူခြင်းကနေကိလွတ်နေမှုကိုအဆုံးသတ်ဖို့အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်သည့်ရာဇဝတ်မှုတွေအပေါ်တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုအတိမတ်ပြုတဲ့ပုံမှာဆယ်နှစ်သုံးကြီးညာချက်ကိုအပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးရဲ့မှတ်ပုံတင်ရရှိစီတင်ပြခဲ့ကြောင်းလည်းထည့်သွင်းပြောကြားထားပါတယ် ဒါပေမဲ့အချိန်တနည်းနှီးပါကြမြင့်လာတဲ့တိုင်အောင်တရားစွဲရာရှိရဲ့ရှောက်ထားချက်နဲ့ဆက်လင်းပြီးတော့တိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးတဲ့အပေါ်မြန်မာပြည်သူတွေရဲ့စိတ်ပြတ်မှုတွေပိုကြီးမလာတာကြောင့်တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတဲ့အကြောင်းလည်းပြောလိုက်ပါတယ်။စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတော့2024နိုဝင်ဘာ28ရက်တုန်းကအပြည်ပြည်ဆိုင်ရာစွပ်မှုတရားရုံး ICJ ရှိနေချုပ်ကာရီနန်ခန်းကဖန်ဝရန်ထုတ်ဖို့အမှုဖွင့်တိုင်ကြားထားတာရှိတယ်လို့ရိုဟင်ဂျာတွေကိုလူမျိုးတုံးတက်ဖြတ်မှုအတွက်မြန်မာနိုင်ငံကိုအရေးယူပေးဖို့ကမ်ဘီယာနိုင်ငံကတရားလိုလုပ်ပြီးကုလသမဂ္ဂရဲ့အမြင့်ဆုံးခုံရုံးဖြစ်တဲ့ ICJ တရားရုံးမှာ2020ပြည့်နှစ်နိုဝင်ဘာလကလေးကတိုင်ကြားထားတာလည်းရှိနေပါတယ်။သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်တို့တွေကဥဒိန်စင်ကိုလက်ထက်တော့ဥဒိန်စင်ကိုယူစင်းတို့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ် ဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုံးဝပြုတ်ပြတာပဲလုံးပြတာလေပြုပြောင်းလဲအောင်လုံးပြနိုင်ခဲ့တာပဲငင်းပယ်လို့မရအောင်ဥတိန်စိန်အတိုင်းပြည်ရဲ့အတွက်ဘာနာဝင်အတွေ့လေးရှော့ဖို့အတွက်ကိုသမရတရောက်နေနဲ့အေးစင်ကူနိုင်ငံသွားတော့လည်းကြီးလိုက်စားခင်ဗျတိုင်းပြည်တို့ကဘယ်တော့နဲ့နာခံခဲ့ရလဲတော်တော်တာအောင်ကြီးတယ်အများစုအများစုအကုန်လုံးကိုကြုံမဆိုးနိုင်ဘူးတော့ ဘိုလ်ချုပ်တွေအများစုဒီညိလွတ်တော်တဲ့ဝင်လာတယ်ဆိုဘိုလ်ချုပ်တိုင်းဘိုလ်ချုပ်နဲ့တမတော်ပိဆက်နေကြတာပဲရှိတာအနစ်နာခံနေကြတာပဲရှိတာခင်ဗျကိုလုံးလိုက်ကြည့်သူတို့အေးစစ်စစ်နေလို့ရတယ်ဒိန်ခိုင်းပြီးနေလို့ရတယ်သူတို့အတက်ရွယ်နေတယ်ဒါကြောင့်ဦးစင်းတော့ဟုတ်လားပြောပေးတယ်စီးအောင်ပေးတယ်ဒီတမတော်နဲ့ဘသူကအဆင်ပြေအောင်ပေါင်းနိုင်တယ်လေဒီနိုင်ငံမတိမငိမ့်ဖြစ်နေတာလွတ်တော်ရောက်တဲ့ခါမှာလက်မတော်နဲ့အစင်ပြောင်းလက်မတော်နဲ့ညီညွတ်အောင်ဘသူတွေကပေါင်းနိုင်တယ်လေဘသူတွေကအစင်ပြောင်းပြောနိုင်တယ်လေ လက်ရှိအနေထားညီညွတ်နေမှာဖြစ်မှာစီးလုံးနေမှာဖြစ်မှာအဲ့လိုစီးလုံးနေမှာတိုင်းပြည်ကတိုးတက်မှာတောင်းလဲမှာဒါအောင်မြောက်ပြည်သူများအားလုံးသိစေချင်ပါတယ်ဗျာနော်ဒါကြောင့်မလို့ဦးဇင်းတို့ကကောင်းတဲ့အမတ်တွေရွေးချယ်တဲ့နော်မမတ်တွေအားလုံးရွေးချယ်ပေးနေရမတကားကြီးဥခင်ကြီးတို့ရွေးတဲ့ရှိတယ်တကားကြီးဥတင်ဥလွင်တို့ဟုတ်လားအများကြီးပါပဲအခုခင်ဗျတကားကြီးဥမြတ်ထွန်းတို့ပြေဦးလွင်အောင်မြေတာသာမှာဆိုလို့ရှိရင်ဗိုလ်ချုပ်တေသကျော်တို့အများကြီးအများကြီးအများကြီးခင်ဗျဟုတ်လားအများကြီးရှိတယ်သူတို့တွေအများကြီးကိုကလောက်ထားကြတာ အများကြီးရှိသေးတယ်သခိုင်းမှာဆိုလဲမှာကြည့်ဟိုကျုပ်တက်ပုံလူတယောက်ဘုကျုပ်ကြည့်တက်ပုံဟုတ်လားအစ်ရှင်အများကြီးနော်ဒါကြောင့်မလို့သူတို့တွေဦးစင်းတော့ဟုတ်လားဟိုကျုပ်များထုံးမတွေ့ဘူးဗျအမြင်ဘူးဗျသူတို့ရဲ့လောကကြီးသူတို့ရဲ့စီယုံကြီးကိုတည်တယ်အောင်မြတ်သားမဝင်ပြိုင်မဲ့ဘိုလ်ချုပ်ဒေသကြောင့်မတည်ဘူးမတွေ့ဘူးဒါပေမဲ့သူတို့တမိုင်းကိုဦးစင်းတော့လေ့လာတယ်ဘိုလ်ချုပ်တက်ပုံ အဲ့လိုတမိုင်းအောင်လေ့လာတယ်။ဒဂါယီဥတည်ဥလွင်တို့ဦးစင်းတို့စကားပြောဦးတယ်လေ။ဒဂါယီဥခိခဏခဏစကားပြောဦးတယ်။ဒီလိုတွေနဲ့ဆက်ဆံအောင်မြင်မှုတယ်။ဒီလိုတွေနဲ့ထိတွေ့မှုတို့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဦးစင်းတို့တည်ရလေ။အများကြီးပါဗျ။နော်။ကြတော့ကျန်တဲ့လွတ်တော်အမတ်ကြီးရဲ့အကြောင်းကိုရှားကြပါတီးရလွတ်တော်အမတ်ကြီးရဲ့အကြောင်းကိုလည်းဦးစင်းတို့ဝေဖန်တုံ့တက်အောင်ပါဘယ်သူမှဦးစင်းတို့လှူလို့မဟုတ်ပါဘူးလှူလည်းမလှူပါဘူးဗျာ ဲ့လောက်ထိလဲတို့တို့တွေလိုက်ကန်းဆုံးတိကျတူစင်ဟုတ်ပါဗျာနော်ငါတို့ပြောပြပါလေငါတို့ပေါ့ကူတော့ကြောင်းတော့တွားအစီတွားလို့မယ်ဆန်တွားလို့မယ်ဥစဉ်တော့တတ်မလို့တိုင်းမှာမရှိပါဘူးနော်ပေါ့ကူတော့ကိုယ်တိုင်ရတာတွားလှူနေကြီးဖြစ်ပါလေဗျာနော်ကထင်ရတဲ့မှာတော့ဥစဉ်တို့ဘကူတိုင်းနဲ့လားမတူညောင်ချိုးပဲရခိုင်နယ်စပ်ပေါ့ဗျာညောင်ချိုးကြောင်းပို့ပေးတဲ့ရိတ်ခါကိုကြောင်းပို့ပေးတဲ့တိန်းတရာကျောင်းကြောင်းပို့ပေးတဲ့ဟာအဲ့ပြမှာခုစတားလင်းလို့တဲ့ကြောင်းဝဲမယ်ကြောင်းဝဲမယ်စတားလင်းပေးတယ်ဟုတ်လားကြောင်းပို့ပေးမယ်ပေါ့ဥစဉ်စီကပတ်စံလည်းဗီဒီယိုလုပ်ထားတဲ့ တမ်းမတော်ချင်းမြတ်နိုးလူနဲ့ပြည်လူလူထားတဲ့ငွေဖြစ်နေတဲ့ကြောင့်ဦးစင်းတို့ကတာတိုင်းပြည်ဆိုဘာဖြစ်လို့ဦးစင်းအဲ့လိုထောက်ကန်နေလဲအများဆုံးတိုင်းပြည်ငြိမ်းချမ်းစေချင်လို့အေးချမ်းစေချင်လို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတယ်တိုင်းပြည်ကြီးအေးချမ်းသွားတယ်ဆိုရင်ပေါ့ကူတော့ကျွန်တော်ဒီပုံစံဒီနေထားနဲ့ခင်ဗျားတို့မမြင်ရပါဘူးပြဦးစင်းတို့ကလည်းအပြစ်ပြခံပြီးပြောနေရပါနော်ဦးစင်းတို့ဒီလိုအချို့ဟာတွေပြောလိုက်လို့အပြစ်ဖြစ်တယ်ဆိုတာတိပါတယ်ဦးစင်းတို့ကလေးကလေးကဝင်လာတာပြည့်ရည်ဒီကလေးကလေးကတင်းလာတာပါစတုံးနေတာလည်းဒီကန်းစီတာလည်းအခုဦးစင်းတက်40ပဲနော် ဒါလေးမျိုးပြည်သူများအားလုံးသိစေချင်ပါအားလုံးမင်္ဂလာပါဗျာဒီနေ့က7ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့ပြည်သူများအားလုံးကိုဦးစင်မိတ်ဆက်ပေးမယ်ဗျာပြည်သူတကယ်အမှန်တကယ်အကောင်းကျိုးပြုမယ်ပြည်သူကိုအမှန်တကယ်မြန်မာပြည်ပြောင်းလဲအောင်မြန်မာပြည်ပညာကဏ္ဍတွေကို ပြောင်းလဲအောင်အမှန်တကယ်ပေါ့နော်ရွေးချယ်တဲ့နဲ့အမှန်လောင်းတအုပ်ကိုဦးစင်ရွေးချယ်ပေးမှာဖြစ်ပါတယ်ဗျာအဲ့ဒီအမှန်လောင်းကဘယ်ရလဲဆိုရင်ကြမ်းခိုင်ပါတီက မိတိလာပြည်သူ့လူတော်ကိုယ်စားလှယ်လောက်အားနဲ့ဝင်ပြိုင်မဲ့အားလုံးလည်းမြန်မာနိုင်ငံမှာမတည့်ရသူခရှားရှားပါဗျာနော်မြန်မာနိုင်ငံမှာအားလုံးကထုတပည့်တွေပဲများပါတယ်ဒကာကြီးဒေါက်တာမောင်တင်းဖြစ်ပါတယ်ဗျာဒေါက်တာမောင်တင်းဖြစ်ပါတယ်ဒေါက်တာမောင်တင်းရဲ့ကိုယ်ရေးကျင်းလေးအဆိုရင်တော့နော်ဒေါက်တာမောင်တင်းရဲ့စာစာ1980ခုမှ1980ခုနှစ်တိရန်ကုန်စစ်တပ်ကတို့တည်းရဲ့ရူပပေဒဌာနတွင်တရုတ်ပြအဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး1982ခုနှစ်ဇန်နဝါရီလရက်နေ့မှာ1992ခုဒီဇင်ဘာလ3ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်တွင်နေုပ်ပြလက်ထောက်ကတိကရာထူးများဖြင့်အလုတ်လုပ်ပြီး1996ခုနှစ်ဇန်နဝါရီရက်မှ2000ခုနှစ်22ရက်အနေဖြင့်မော်လမြိုင်တက္ကသိုလ်တွင်လက်ထောက်ကတိကကတိကရာထူးများကိုလုပ်ကိုင်ခဲ့ပါသည်သာဖန်ခုနှစ်ဇန်နဝါရီဇွန်တရက်နေ့မှာ2000ခုနှစ်ဒီဇင်ဘာ17ရက်နေ့ထိကိုတောင်ငူတက္ကသိုလ်တွင်တွဲပဲပါမောက်ခ2000ခုနှစ်ဒီဇင်ဘာ17ရက်မှာ2005နိုဝင်ဘာ21ရက်နေ့ထိကိုမန္တလေးတက္ကသိုလ်ရူပပေရဌာနပါမောက်ခဌာနမှုဖြစ်လာသည်တဲ့နော်ထို့တော့အတွင်းမှာ2004ခုဇန်နဝါရီ18ရက်မှာ မက်လာ၁၄ရက်နေ့တိကိုတဲ့မတ်တက်ကလို့အပါမောက်ခအဖြစ်လောက်ကြိုက်ခဲ့ပြီး2005ခုနိုဝင်ဘာ20ရက်နေ့ဒီ2009 2009ခုဒီမက်လာ30ရက်နေ့ဒီရတနာဘုံတက်ကလို့ရဒုတိယပါမောက်ခချုပ်2009 AB လတရက်နေ့မှာ2008ဇွန်26ရက်နေ့ဒီအစိမ့်မြင်ပညာရေးဦးစီးဌာနအထက်မြန်မာပြည်ဒုတိယညွှန်ကြားရေးဘူးဖြစ်ဆောင်ရွက်ခဲ့ပြီးထို့နောက်2008ခုနှစ်ဇော်လာ2000เนาะ2009ရဲ့2014မလာဒီမှာတဲ့မိထီလာတက်ကူတဲ့ပါမောက်ခအကျုံ2014ခုနဲ့ မဲလာ6ရက်နေ့မှာ2015ခုနှစ်ဇူလိုင်31ရက်နေ့ချိန်မန္တလေးတက်ကလို့ပါမကအဖြစ်တာဝန်ထမ်းဆောင်2015အတွက်မန္တလေးတက်ကလို့ပါမကအဖြစ်တာဝန်ထမ်းဆောင်တာဝန်ထမ်းဆောင်ရင်တာဝန်တန်းပေါ်မှာအငိမ့်စားယူခဲ့ပါတယ်နော်2015မှာအဲ့မှာအဲ့လိုပညာရေးကဏ္ဍမှာဆိုလို့ရှိရင်တခါကြီးဒေါက်တာမောင်လေးရာဒါမြန်မာပြည်နဲ့မှာသူဂျာရီယာသူဆင်းဆင်းနဲ့ယူခဲ့ဒါရေးချစ်ရှိတဲ့အတွက်ကြောင့်သူဒီဒါမျိုးထမ်းဆောင်ခဲ့လုပ်ဆောင်ခဲ့တာပေါ့ဗျာနော်တကယ်အဒီချက်ပို့ပြီးအဝတ်စရာ2015မှာအန်ဒီယာကမ်းပြူတောင်ပြူကမ်းပြူမဲနိုင်ခဲ့ တော်လူကန်းတို့မဲနိုင်ခဲ့တယ်ဆိုပေမဲ့မိထီလာနယ်မှာလုံးဝလုံးဝမနိုင်ခဲ့ပါဘူး၂015မှာမိထီလာနယ်မှာဒေါက်တာမောင်တေးရ NLD ကလူတွေဒါအပြည့်အဝမဲထုတ်ခဲ့တယ်ပေါ့ဗျာနော်ဒေါက်တာမောင်တေးရ2015မှာလည်းဒါမိထီလာမြို့နယ်မှာဝင်ရောက်ရှင်းပြပြီးအနိုင်ရရှိခဲ့တယ်အမှတ်ရှိတယ်နောက်ဆုံးထိုက်ရှင်မဲလာကတော့ပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌနေရာအတွက်ရှင်းပြန်ကြတော့လဲဥထုံးနေမှဒုတိယဥက္ကဋ္ဌဖြစ်သွားတယ်ပေါ့ဗျာနော်အဲ့တော့ပြောချင်တာကဒေါက်တာမောင်တေးကိုဘာကြောင့်မိထီလာလူနယ်သားတွေကဒေါက်တာမောင်တေးမိထီလာမှာအခုဝေရောက်ရှင်းပြန်နိုင်မှသိကြတယ် ဘယ်လိုကြိုက်တဲ့သူနဲ့ပြိုင်နိုင်မှတကြတယ်ဘယ်သူနဲ့ပဲပြိုင်မှာနိုင်တယ်ဟုတ်တာမောင်တင်း2015မှာတောင်မာတောင်ကျကမ်းပြိုဘယ်လောက်အန်တီဆိုရမဲနိုင်ခဲ့တာတောင်မာဟုတ်တာမောင်တင်းဟာမိတ်ချီလာမှာမဲနိုင်ခဲ့ရပါပဲเนาะအဲ့တော့မိတ်ချီလာလူနယ်သားအလုံးနဲ့အလုံးပေါ်မိတ်ချီလာတနယ်လို့အခုလဲပဲခင်ဗျားတို့တစ်ခါကျဂျင်းထဲခံနေရတာဂျင်းကျွေးခံနေရတာဥစဉ်ကဘာဖြစ်လို့ဒီလိုပြောနေအောင်နိုင်မတည်ရင်တော့ခင်ဗျားတို့ထဲမှာဂျင်းနေမိနေလို့မှိုင်းနေမိနေလို့เนาะဒီဒီဘက်ကဒီရွေးပေါက်ရွေးပေါက်ပွဲကြီးအောင်မြင်သွားမှာကိုကြောက်တယ်ရွေးပေါက်ပွဲကြီးဖြစ်မြောက်သွားမှာကိုကြောက်တယ် ရွေးကောက်ပွဲကြီးအောင်မြင်သွားပြီရွေးကောက်ပွဲကြီးဖြစ်သွားပြီဆိုတော့သူတို့ကခွက်ပြောက်ပြီးတောင်းစားလို့မရတော့ဘူးဒါပဲအဖြေရဒါပဲလွတ်လပ်တဲ့ဒီမိုကရေစီတစ်ခုကိုပြောင်းလဲလာမြန်မာပြည်ကြီးပြောင်းလဲလူတွေအသိဉာဏ်နဲ့ပိုပြီးမှဖွံ့ဖြိုးလာပြီအခုကအကြမ်းဖက်တည်းရဲ့ဂျင်းနေ BBC တို့ RF တွေတို့ခစ်တေတို့မေးစီမတို့ရဲ့ဂျင်းနေသူတို့တွေကကျွန်တော်တို့ဘာလို့ပါတာရောကျွန်တော်တို့ဘာရပုံကကျွန်တော်တို့ဒီလိုပဲခင်ဗျမြေတို့နဲ့တက်မလို့တက်မလို့နဲ့ပြည်သူကိုအခုမှကျင်းလာလာမို့ဥနေဝင်လက်ထက်ကလေးကခင်ဗျားရန်လိုက်ပေးလာတာဒီပြည်ဖြတ်တဲ့နေတာလို့ဒီလိုလုံးမှာဒီလိုရန်လိုက်မှာမြေတို့နဲ့တက်မလို့ ညီရဲမောင်သေလောက်အောင်ကြောက်တယ်သေလောက်အောင်ကြောက်တယ်အခုတော့ဒီနှစ်ထောင်ပြောပါရအောင်တော့နိုင်ငံရေးအမြတ်လိုပဲပြောရမှာဗျာပြောရလို့ရှိရင်တော့ဗျာအရှုံးနဲ့ကအမြတ်လိုပဲပြောမှာခုပြည်သူကတက်မတော်ရဲ့အကြောင်းကိုခေါင်းခေါင်းတိလာတယ်တက်မတော်ရဲ့ကျေးဇူးတရားကိုနားလဲလာတက်မတော်ရဲ့ကျေးဇူးတရားကိုတဘောပေါက်လာတယ်အဲ့ဒီကပေါက်ပွားလာတဲ့အချမ်းဖက်တရဲ့ရုံမာမှုကိုဒီလိုတွေခေါင်းခေါင်းသိပါပြီအဲ့တော့မိတိလာလူနယ်သားတွေအားလုံးလည်းဒီဒီခုမဲကာလမှာအရေးမှားပါဆိုလို့ရွေးချယ်မှုမှားပါဆိုလို့ပေါက်ကိုတော်ကနေမှာဒါဘယ်လိုလိုရွေးချယ်နေလဲเนาะ ကိုသိန်းတော့တော့ပါတီနဲ့ပြီးလူကိုကြည့်ဆိုတကလည်းတတ်ထိုင်ဥက္ကရာဥက္ကရာလည်းပါရွေးချယ်တဲ့အခါမှာအရေးရှိမရှိတဲ့လူတွေရွေးချယ်တာမဟုတ်ဘူးတကယ်မြန်မာနိုင်ငံကိုအကျိုးပြုနိုင်တဲ့လူတွေမြန်မာနိုင်ငံကိုတကယ်ပြောင်းလဲပေးနိုင်တဲ့လူတွေပြည်သူတွေရဲ့လုံခြုံရေးကိုပြောင်းလဲပေးနိုင်တဲ့ဥပဒေပေါင်းတဲ့ကနေပြောင်းလဲပေးနိုင်တဲ့လူတွေကိုရွေးချယ်ထားတာမြန်မာနိုင်ငံရဲ့ပညာရေးကိုဘယ်သူနဲ့တောင်အဲ့လိုလူမျိုးတွေကိုရွေးချယ်ပေးတာဒါနဲ့တော့ဒေါက်တာမောင်တင်းတို့လူမျိုးခဏတို့တော့ရောက်ချယ်လေဗျာတို့တော့လည်းဥက္ကရာဘယ်နေရာထားမလဲနေရာကောင်းလို့ဗျာသူတမနာလုံးမဲ့သူကဘယ်လိုဘယ်နေရာထားမလဲဟုတ်လား ဒါဝင်ကြီးနဲ့ပညာရေးဝင်ကြီးလို့နေရာမျိုးရောက်သွားကြည့်လိုက်လေပညာရေးဘယ်လောက်ကောင်းမလဲပညာရေးဘယ်လောက်ကောင်းမလဲသူတမန်ကိုကျွန်တော်လေ့လာကြည့်လိုက်ပါဒေါက်တာမောင်လေးရဲ့တမန်ကိုလေ့လာကြည့်လိုက်ပါနော်ပောက်ကူတော်ပြောတဲ့စကားနဲ့လမ်းဆုံးမတော်နဲ့သူတမန်ကိုလေ့လာကြည့်လိုက်လေ့လာကြည့်လိုက်ပါပောက်ကရလွတ်တော်တဲ့ဥခေကြီးဒီချဲ့တာပေါ့ရေချင်းရှိတဲ့ရေချင်းမရတာကိုလုံးရွေးချယ်ကြတာနော်88ကပါတီရလူတယောက်နော်ပြိုင်ဟိုင်းနဲ့မဲပြိုင်ဟိုင်းနဲ့ပေါ့ဗျာသူနောက်ချိုးလေးတော့ပြိုင်တာပါတယ်အဲ့မှာလာရှိုးမှာသူတို့တွေဝင်ပြိုင်ဟိုင်းနဲ့လာရှိုးမှာဝင်ပြိုင်ဟိုင်းနဲ့ပြောမယ် အဲ့ဒီလာရှိုးကပြန်ပြန်မိသားစုကဥစဉ်ကြောင်မှာစစ်ပေးတို့ခါတယ်မှာကြာရင်နေပါတယ်ကြာရင်တော့သားဖြစ်သူကလည်းစစ်သားမိတမီးဖြစ်သူကလည်းဝန်ထမ်းနေသူကလည်းဟိုအဲ့မှာဘယ်လိုလုံးဆိုတော့အဲ့ဒါသူတို့နဲ့ပတ်တက်နေတယ်ပတ်တက်နေတော့ဗျာဒီဘက်ကခင်ဗျာမိုင်းလုံးတော့ဘယ်လိုမှမြေကွက်ပြီးတိုက်ပြီးရောင်းကြတာပေါ့ဗျာရောင်းကြတော့ပဲစီပိုင်းပတ်တက်လာပေါ့အရှင်းစက်ချက်ကလူနဲ့ဟုတ်လားပတ်တက်တော့ယင်းဒီခင်ဗျာတော့ဘယ်လိုလုပ်တော့အခုချာမှာနင်တမီးကိုပေါ့ဒီလွတ်တော့မိတ်ဟိုဟာပေါ့လာရှိုးကနေဝင်ပြန်ခိုင်းလာရှိုးကနေဝင်ပြန်ခိုင်းပေါ့ဟိုကလည်းဘယ်ဝင်ပြန်ခိုင်းမလဲပြန်ခိုင်းလို့မရဘူးလေ ဝင်တဲ့ကလာဝင်တဲ့လက်ဖြစ်တဲ့ကြောင့်ဝင်တဲ့ကဘာဖြစ်တဲ့ကြောင့်တို့နိုင်ငံရေးဆက်ဆက်မလုပ်ချင်ဘူးလေနိုင်ငံရေးတော့ဘတ်တက်ချင်ဘူးလေဘာဘတ်တက်ချင်ကြောင့်ဝင်မပြိုင်နိုင်တဲ့အကြောင်းပြောတော့အခုမခေါ်နိုင်မပြောနိုင်ဖြစ်သွားတယ်အဲ့အဲ့ရ80ရှေ့လူရောလူမင်းမှာရောလုံးဝလုံးဝမခေါ်တော့ဘူးနိုင်ငံရေးကိုဆွဲထည်တာကလေးကနားမလဲ၂၃နေပဲရှိသေးရလေနိုင်ငံရေးဆိုတာကနိုင်ငံရေးဆိုတာကမတူဘူးလေဝင်ပြိုင်ဆိုတာကမတူစိတ်ဝင်သွားလေစိတ်ဝင်သွားတာယူဘာလို့ဝင်ပြိုင်ခိုင်းတာလဲဝင်ပြိုင်ခိုင်းတဲ့အရာယူကဝင်ပြိုင်ပြိုင်တော့အခုမခေါ်နိုင်မပြောနိုင်ဖြစ်တယ်ဘယ်တော့နိုင်ငံရေးအောက်တန်းကြတယ်ခဏတော့တွေ့ကြည့်တန်ခိုင်းရောဟုတ်လားအဲ့လိုလူတွေကိုရွေးချယ်ထားတာမဟုတ်ဘူး အမှန်တကယ်ရည်ချင်းရှိတဲ့သူတွေအမှန်တကယ်လုံရည်ကရင်ရှိတဲ့သူတွေတွေးတက်လောက်တာလားလူငယ်တွေပါတယ်ကြမ်းခိုင်ရင်ပါတပါရှိတဲ့သူတွေပါတယ်အဲ့မှာတွဲပေးတာဘာဖြစ်လို့လူငယ်ရောထက်လိုက်နောက်တစ်ခါအနာဂတ်မျိုးဆက်တွေကိုတိုးတက်အောင်လို့လူငယ်တွေလည်းထက်အပ်ချင်တဲ့အတွက်ကြောင့်အဲ့တော့မိတ်ဆွေညာကနေလူနေသားတွေမိတ်ဆွေလာမျိုးသူမျိုးသားတွေအားလုံးအမှန်တကယ်မဲပေးရမယ်ဆိုရင်တော့ဒေါက်တာမောင်တင်းလို့လူကမပေးဘူးဘဒုကိုပေးမှလဲလို့ဦးစင်းကတော့မေးခွန်းထုတ်ချင်ပါတယ်နော် ဒေါက်တာမောင်နှင်းဒီဦးသက်ဒီတွေ့လဲမတွေ့ဘူးလဲမြင်လဲမမြင်ဒါပေမဲ့ဒေါက်တာမောင်နှင်းလို့တကားမျိုးကိုဦးစင်အပြင်မှာအေးစင်းစင်းတွေ့ပြီးစကားတွေအများကြီးပြောချင်တယ်ဟုတ်လားအရေးရှိရှိတဲ့လူတယောက်လူတော်ကြီးတယောက်လေဗျာအဲ့လိုလူမျိုးဦးစင်လဲတွေ့ချင်တာပေါ့မြင်ဘူးချင်တာပေါ့ဒီထဲမှာလာမြင်စကားမပြောဘူးတွေ့ဘူးဒါပေမဲ့သူ့ရဲ့ဂုံတရင်သူ့ရဲ့လုံရည်ကင်ရတကယ်အရေးရှိရှိတဲ့လူလေပညာရေးကဏ္ဍမှာလဲတမိုင်းကောင်း